Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ထိုင်းနိုင်ငံမှာဘန်ကောက်ဖွင့်နေလေးကိုပြပြပေးသွားပါမယ်ရှင်အခုချိန်ကဝက်ပါမစ်တွေလည်းရနေပြီဆိုတော့ကျွန်တော်တို့ဘန်ကောက်စပွင့်မယ်နော်ဘန်ရဲ့လိပ်စာကလက်ရှိကျွန်မလုထားတဲ့နေရာက Central စပွင့်အပေါ်ထက်မှာလုထားပါတယ်ကော့စမွေမှာပေါ့နော်ဒီဗီဒီယိုကိုဘန်ကောက်တို့တခြားနေရာတို့ကကြည့်နေတဲ့သူဆိုရင် location မသိဘူးဆိုရင် Google Maps တို့ Google တို့ကနေပြီးတော့ K+ လို့ရိုက်ရှာလိုက် location ကြာလာလိမ့်မယ်အဲ့တော့ဘန်ရဲ့ဖွင့်ချိန်က ဒီကော့စပွေမှာဆိုရင်မနက်7:00ကနေညနေ6:00အထိဖွင့်ပါတယ်။ဒီဖွင့်တဲ့အချိန်တွေကလည်း Google Maps ကနေပြီးတော့ကြည့်လို့ရပါတယ်ရှင်။ကျွန်မတို့သွားထားတဲ့အချိန်ကအဲ့ဒီနေ့ကညနေ9:00မှာသွားထားတယ်။ဘန်ရဲ့ ီလုတ်တဲ့အချိန်ကပေါ့နော်တရလူတယောက်မှာနိုင်ဝက်ပဲကြာတယ်မိကုန်းนี่အမင်းများရင်တော့နိုင်ဝက်နိုင်ဝက်တော့မကောက်ပေါ့နော်တနိုင်လောက်တော့ကြာတာပေါ့အဲ့တော့သူရဲ့တကယ်လုပ်ငန်းစဉ်ကနိုင်ဝက်ပဲကြာတယ်အဲ့တော့ဘန်ကမနေ့စတစ်ကနေသွားမယ်ဆိုရင်လည်းရောက်တာနဲ့ကျမတို့ကတိုကင်ယူရမယ်ပဲချိန်မဲသွားသွားတိုကင်ယူရမယ်ပေါ့နော်အဲ့တော့တိုကင်ယူတဲ့အခါမှာကျမတို့ကအင်္ဂလိပ်လိုနဲ့မြန်မာလိုစိုက်တာယူလို့ရတယ်အကောက် open ဤဆိုပြီးတော့ယူရကိုကအကောက်ဖွင့်မဲ့သူဆိုရင်အဲ့တော့ကိုကြာလာတဲ့နံပါတ်လေးကိုကောင်တာမှာကြည့်ပြီးတော့ကိုအလှည့်ကြတဲ့သွားရသွားယုံပဲပေါ့နော်အဲ့တော့ဘန်ကောက်လောက်တဲ့အခါမှာဘန်ဝန်တန်းတွေက ာလည်းအရန်သဘောကောင်းပါတယ်။ဘန်ဝန်တန်းနေမိတဲ့တဲ့မိကွန်းရှိတယ်။ဒီဘန်ကောက်လုံးတဲ့အချိန်မှာပေါ့နော်။လက်ရှိကိုကဘာအလုပ်လုပ်လဲပေါ့။နမနစ်ကကြတော့မြမပြည်ပြန်မာနေလေ။လဆာကတလောက်ကိုဝင်ဝေးဘလောက်ရှိလဲ။ကော့စမိုရဲ့လိပ်စာကိုမေးမယ်။ဒီထက်မှာမိကွန်း၄ခု မိတဲ့ထဲမှာနောက်တစ်ခွက်အိမ်အောင်အိမ်အောင်ရှိလားလို့သူတို့မေးတယ်ပေါ့နော်အဲ့တော့တလရဲ့ဝင်ငွေဘယ်လောက်ရှိလဲဆိုကျမတို့ကတော့တောင်းတစ်ထောင်လို့ပဲဖြေခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့တနည်းရဲ့ဝင်ငွေကတသိန်းခွဲထက်မကျော်ချင်လို့ပေါ့နော်တသိန်းခွဲကျော်သွားရင်ဝင်ငွေကအခွန်ဆောင်ရတယ်ပေါ့နော်အဲ့ကြောင့်ကျွန်မတို့ဝင်ငွေကိုအဲတလကိုတောင်းတစ်ထောင်လို့ပဲပြောခဲ့တယ်တင်မနီရတာတွေထက်မပြောနဲ့ပေါ့နော်တသိန်းခွဲထက်ကျော်သွားရင်လည်းမကောင်းပေါ့နော်နည်းနည်းလျှော့ပြီးပြောကြအောင်အဲ့မှာလေ အဲ့တော့ကိုကထိုင်းလိုမျိုးကျွတ်ကျန်ကြီးကြီးမပြောတတ်လေရတယ်အင်္ဂလိပ်လိုကျွတ်ကျန်ကြီးကြီးမပြောတတ်လေရတယ်အဓိကကိုဆိုလိုတဲ့အထိပ်ပဲပေါ့နော်ပရိုဂရမ်ပြောတတ်ရင်ရပြီသူတို့လည်းပရိုဂရမ်ပြောတယ်ကိုလည်းပရိုဂရမ်ဆိုရပြီဒါတော့ဆိုရပြီပေါ့နော်အဲ့တော့ဘန်ကောက်လို့ရင် ကိုပိုင်ဖုံးစင်ကတ်လို့တယ်ကိုပိုင်ဖုံးစင်ကတ်မှာမပုံတင်ထားရမယ်ကိုရဲ့နာမည်နဲ့ဒီစင်ကတ်ဝယ်တော့ကိုထဲ passport ဆောင်နဲ့ကျွန်တော်တို့ကအဲ့လိုမှဝယ်ထားတာဆိုတော့ကိုရဲ့နာမည်နဲ့ဒီမပုံတင်ထားတဲ့စင်ကတ်နဲ့ပဲဖွင့်လို့ရမယ်အဲ့တော့ကိုပိုင် internet လို့တယ် wifi နဲ့မရဘူးအဲ့တော့ကိုပိုင် internet နဲ့ဖွင့်ပြီးတော့ကျွန်တော်တို့ဖုန်းမှာ cable software ကို download ရမယ် ကေဘလက်ဆော့ဝဲတောင်းမှာသူတို့ကကေဘလက်ဆော့ဝဲထဲမှာကျမတို့ KB လိုမျိုးပဲတုံးလို့ရမယ်အဲ့ချက်မှာသူတို့ကဘဏ်အကောင့်လုပ်တဲ့ကောင်မှာတုံးခုပြန်ရမယ်အဒီခုနဖုန်းထဲမှာဖွင့်ထားတဲ့ကေဘလက်ကိုဆော့ဝဲတောင်းသူတို့ကအဲ့မှာဖွင့်ပေးမယ်ပြီးတော့ဘဏ်စာအုပ်ရမယ်ပြီးတော့ဘဏ်ကတ်က AVN ကတ်ရမယ်အဲ့တော့ဘဏ်စာအုပ်ထဲမှာကျမတို့ကကြိုက်တဲ့လောက်ငွေရထည့်လို့ရတယ်ကိုကြိုက်တဲ့လောက်ထည့်ပေါ့နော်အဲ့ဒီမှာ ADN ကနေပြီးတော့ကျမတို့ကငွေသွင်းငွေထုတ်လုပ်လို့ရမယ် ADN ကတ်တစ်ခုလည်းရမယ်အဲ့ဒီ ADN နဲ့ထုတ်လို့ရမယ်ကတ်မှာကျမတို့က၃မျိုးရှိတယ်အဲ debit card ရှိမယ် credit card ရှိမယ်နောက်တစ်ခုကဒေါ်လာတွေနဲ့အဲ yuan တွေနဲ့ဘတ်တင်နဲ့ငွေကြီးအမျိုးမျိုးလဲလှယ်ပြီးကင်လို့ရတယ် multiple ကတ်တွေရှိတယ်အဲအဲ့ဒီ multi currency ကတ်တွေကကြတော့မြန်မာနိုင်ငံသားတွေလည်းလုပ်လို့ရတယ်ဒေါ်လာကဒေါ်လာက9000တောင်သွင်းရတယ်ဘတ်9000တော့မဟုတ်ဘူးသူက မြန်မာနိုင်ငံသားလုံးလို့ရကိုပတ်စံရှင်တော့လုံးလို့ရရတယ်ဒါပေမဲ့ credit card တော့လုံးလို့မရဘူး debit card ရမယ်အ debit card လည်းရ debit card လို့လည်းခေါ်တယ်အဲ့ထက်မှာတော့ prepaid card လည်းခေါ်တယ်အဲ့ဒီ card ကကြာတော့ကျွန်တော်တို့300ပေးရတယ်ကပ်ဖို့300ပေးရတယ်ဘန်စာဥက္ကဆောက်ဖို့ပေးရမလို့ဘူးကပ်ဖို့ပေးရမယ်ကပ်ကကပ်မှလည်းကိုအမျိုးအစားအများကြီးရှိတယ် insurance ပါတဲ့ကတ်တွေရှိရယ် insurance မပါတဲ့ကတ်တွေရှိမယ်ကတ်ရဲ့ design တွေလည်းကိုယ်ကသွားမယ်ပေါ့နော်ကျမတို့လုံလာတဲ့ကတ်ကတော့300တန်းကတ်ကိုပဲလုံးစင်လုံလာတယ်ဘာ insurance မှတော့မပါဘူး insurance ဝယ်ခြင်းနဲ့ဆိုရင်နောက်ထပ်တစ်ကတ်ကိုထပ်ဝယ်လိုက်အဲ့ဒီကတ်တွေကကြတော့ insurance ပါတဲ့ကတ်တွေက900တန်းကနေစတယ်900ကနေပြီး1000ကျော်ထိအစားစားရှိရယ်ကတ် design လေးတွေလည်းလှတယ်ပေါ့နော်လုံးလုံးစင်300တန်းပဲဝယ်လာတယ်အဲ့တော့ဘန်ကောက်လုံးမယ်ဆိုရင်လိုအပ်တဲ့အချက်လက်က3ခုလိုမယ်နံပါတ်1ကဝတ်ပါမယ် နမနစ်က passport စာအုပ်အနီး passport စာအုပ်အနီးတောင်းပါကျမတို့ visa တုံးထုထားတဲ့သူတွေရမယ် visa တုံးထုမထားရင်တော့မရဘူးအဲ့တော့အဲ့နှစ်ခုရမယ်အဲ့နှစ်ခုရပြီးသွားရင်ကျမကလုံးလုံးဆယ် cosmway မှာနေတဲ့အတွက် cosmway ကြီးကျမတို့က phi chuan ရဲ့ရုံးမှာပေါ့နော် phi chuan ရုံးမှာကျမတို့ကဘတ်တင်ပြီးလောက်ထားတာဆိုတော့တတိယကိုလည်းအဲ့ဒီမှာပဲငားပြီးတော့အဲ့ဒီမှာပဲကျမတို့ထောက်ခံစာကိုယူရမယ်အဲ့တော့ဝတ်ပတ်မင့်မှာ က်လို့ဆက်ကျွန်တော်တို့ကတထည်နမဲကမတူနေဘူးပေါ့နော်လက်ရှိလုံးနေတဲ့အလုံးနဲ့ဝပမေထမှာပါတဲ့တထည်ရဲ့နမဲကတူမနေတဲ့အခါကျတော့ပြောင်းလို့လည်းမရသေးဘူးခုချိန်ရောလေပြောင်းလို့မရသေးတော့တထည်နမဲမတူလဲသွားချိန်လို့ရတယ်ဒါပြဿနာမဟုတ်ဘူးကျွန်တော်တို့ကတထည်နမဲမတူလို့မြမမလို့မရအဲ့လိုမျိုးတွေမတွေးနဲ့နော်တခုခုသိချင်းဘန်အောင်ပဲသွားမေးအဲ့တော့တထည်နမဲမတူလဲရမယ်ဆောက်အနီမှာကျမတို့တုံးထူထားရတူရမယ်အဲ့နှစ်ခုပြီးသွားရင်အဲ့ဒီဖီချွန်းရုံးမှာဘန်ကောက်လောက်ချင်လို့ဆာရွက်လေးတရွက်လောက် အဲဆာရွက်ပေးလို့ရတာပေါ့နော်ဘန်ကောက်လုတ်ချင်တာဘာဆာရွက်ဆာတယ်လို့လဲလို့တို့တို့တို့ပြောပြလိုက်တို့တို့သိရယ်အဲထောက်ခံစာလို့လဲပြောလို့မတက်ဘူးဖြစ်နေထောက်ခံစာလားဆိုလဲထောက်ခံစာလည်းမဟုတ်ဘူးအဲအမှဘန်ကောက်လုတ်ချင်လို့ရလားဆာရွက်လေးအဲ့လိုမျိုးပေးတယ်ဆိုလို့ဆိုအဲ့လိုမျိုးမေးလိုက်ရင်တို့ဆာရွက်တွေ့ရထုတ်ပေးလိုက်မယ်အဲ့ဆာရွက်ကအရန်အရေးကြီးတယ်အဲ့ဒီဆာရွက်လေးရယ်ပေါ့ပါမေးရယ်အဲဘတ်စပို့စာကိုအန်ဒီမှာတုံးထူထားတာရေအဲ့တုံးရွက်ပိုင်ရင်ရပြီအဲဘန်ဝန်တန်းကိုပေးလိုက်ရင်ဘန်ဝန်တန်းကသူ့ဘာသာသူ copy ဆွဲပြီးတော့ကျမတို့ကိုအဲ what per minute နဲ့ ဒီဆောင်းအနှိနဲ့ပြန်ပေးလိုက်မယ်ပေါ့နော်အဲ့ဒီဖီချွန်းရင်းကနေပြီးတော့ပေးလိုက်တဲ့စာရွက်တရွက်ကကြတော့သူတို့ဘန်ယူထားလိုက်တယ်ပေါ့အဲကိုယ့်ကစားကိုအပိုလိုချင်တော့ copy ဆွဲထားလိုက်ပေါ့နော်အချက်ကဒီ၃ချက်ပဲလိုတယ်အဲ့တော့ CI သမားတွေကကြတော့ CI မရှိတဲ့သူတွေနဲ့ CI ရှိပြီးအဲ့ဒါတွေကတော့မသိဘူးပေါ့နော်လောလောဆယ်ကျမကတော့ဘတ်အစ်စ်သမားတွေကိုပဲပြောတာဘတ်အစ်စ်သမားတွေကတော့ CI ရှိပြီးလုပ်လို့ရလားမရလားတော့ကျမမသိဘူးဒါပေမဲ့အဲ့ဒီအပိုင်းကလည်းတန်ဝဲသွားမေးအဲ့ဒါပို့ပြီးတော့တိကျတယ်တတိထောက်ခံဆိုင်နဲ့ရနိုင်လား ့ CI မလုပ်ရသေးဘူးရကောင်းရနိုင်တယ်ပေါ့နော်အဲ့တော့ဘန်ပါပဲမေးကြည့်ဒီတိုင်းကွက်ကိုအချင်းချင်းလိုက်မေးနေဟိုလေးအဆင်မပြေဘူးတဲ့မလားကိုသိချင်တာဆိုတော့မေးလိုက် အဲ့တော့ဘန်ကောင်းလို့ရင်ဘာတွေကောင်းမလဲဆိုတော့ကျမတို့အိမ်ဝင်ငွေလွှဲတဲ့ခါမှလည်းအဆင်ပြေတယ်ဖုန်းပြီးထည့်ရတဲ့အဆင်ပြေတယ်တမလာပေးနေရပြီးပြီကျမတို့ကပတ်စံစကန်ဖတ်ပြီးပြီးရမယ်လေအရန်ကောင်းသွားတယ်အဲ့ဒါဘန်ကောင်းလို့ထားတာကရှုပ်တယ်လို့မထင်နဲ့ဘန်ကောင်းရှိထားတာအရန်ကောင်းတယ်နောက်တစ်ခုအရေးကြီးဆုံးကကျတော့လေကျမတို့ YouTube တို့ Facebook တို့ TikTok တို့ကနေပြီးတော့ဝင်ငွေရှာနေတဲ့သူတွေဆိုရင်ဒီဘန်အကောက်ကအရန်လိုအပ်တယ်အဲ့တော့ဒီဘန်ဘန်အကောက်ကရှိထားရင်ကျမတို့က YouTube တို့ Facebook တို့ TikTok တို့ကနေပြီးဝင်ငွေလက်ခံလို့ရမယ်ပေါ့နော်အဲ့တော့ နောက်ထပ်အရေးကြီးတဲ့တစ်ခုကကြတော့ Facebook တို့ YouTube တို့ကို page page ရှိတဲ့သူတွေရှိရယ် page ကိုကိုယ့်ရဲ့ပစ္စည်းတွေကို boost လုပ်တဲ့လူတွေရှိတယ်အဲ့လိုလူတွေကကျတော့ဒီကတ်နဲ့သုံးလို့မရဘူးပထမကျွန်မပြောသွားတဲ့ multi currency ကတ်ပေါ့နော်ဒေါ်လာတွေ yuan တွေတို့အမျိုးမျိုးသုံးလို့ရတဲ့ကတ်ရှိတယ်အဲ့ဒီကတ်ကမှကျွန်တော်တို့ page တွေတွေကို boost လုပ်လို့ရတယ်ဒါကမြန်မာနိုင်ငံမှာဆိုရင်ဒီကတ်တွေက master ကတ်လို့ခေါ်တယ်အဲ့ဒါတွေကဒေါ်လာ50ပဲ deposit သွင်းရတယ်ထိုင်းနိုင်ငံမှာကျတော့ဒေါ်လာ9000ကအရင်များတယ်အဲ့တော့နည်းနည်းပြောတာရှုပ်သွားပြီလားလို့မသိဘူးလောလောဆယ်သုံးရတဲ့ကတ်နဲ့ပဲဆိုရင် YouTube တို့ Facebook တို့အဆုံသုံးလို့ရပြီပေါ့နော်ခုနပြောတဲ့ ဘဏ်အကောက်ကတရက်ကိုဝင်9000ထက်ပိုပြီးလွှဲလို့မရပါဘူးတရက်မှာ9000ထိပဲလွှဲလို့ရပါတယ်ရှင်သူမှ limit အကောက်ရှိပါတယ်เนาะဗီဒီယိုလေးတွေကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်